အလောဘမင်္ဂလာပါဆက်လီဆက်လီကချန်နယ်ကထပ်မံတက်ဆက်လာရပါတယ်။ခိုင်နေဝေနဲ့ဂျောလွေဟာယခုချိန်မှာပြဿနာတွေအကြီးကျယ်တက်နေပြီးခိုင်နေဝေဟာဂျောလင်ကိုတရားဆွဲဖို့တိလူမှုကွယ်ရေးစာမျက်နှာပေါ်မှာပြောဆိုလာခဲ့ခြင်းဖြစ်ပါတယ်။ခိုင်နေဝေဟာငွေလွှဲမှမိတဲ့29တိုင်းပတ်စံငွေမောက်ကိုပြန်မပေးချင်ဘူးဆိုပြီးဂျောလင်က ပြောဆိုဆော်ဆွဲရေးသားလာခဲ့ပါတယ်။ထို့သောငွေအမောက်ဟာခိုင်နေဝေအတွက်မပြောပါလောက်တဲ့ကလေးဒိုင်ပါအစ်စ်လောက်ပဲရှိတဲ့ ပတ်စံငွေမှာဖြစ်ပါတယ်ထိုငွေကိုခိုင်နှဲဝေဟာအသေးချာစီစဉ်ပြီးမှ ပြန်ပေးမည်ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်ထိုအကြောင်းအရာကိုဂျော်လေကဝေဖန်ခဲ့ပြီးယခုချိန်မှာခိုင်နှဲဝေကိုတိုက်ခါကြအောင်လူမှုကွယ်စွန်မြတ်စာမျက်နှာပေါ်မှာပြောဆိုနေခဲ့ခြင်းဖြစ်ပါတယ်ခိုင်နှဲဝေကိုပရဟိတမိခင်ဆိုပြီးလူတွေကတော်တော်များများအားကြအတူယူလေးစားနေခဲ့ကြတာဖြစ်ပါတယ် ဂျော်လင်ပါဝယ်မြန်မာတနိုင်ငံလို့သောဒုက္ခသည်တွေကခိုင်နေဝေးကိုလေးစားအားကျနေခဲ့တာ ဖြစ်ပါတယ်။ခိုင်နေဝေးဟာကလေးတွေကိုခေါ်ယူမွေးစားပြီးအဓိကသူ့ရဲ့ brand ကိုမြစ်တင်နေတယ်ဆိုပြီးဂျော်လင်ကတစ်ဖက်လက်နဲ့ပြောဆိုခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်ခိုင်နေဝေးဟာအကြီးကျယ်ပောက်ကွဲပြီးဂျော်လင်ကိုတရားဆက်ဆိုတဲ့အထိဖြစ်နေခဲ့တာဖြစ်ပါတယ်။ ခိုင်နှဲဝေနဲ့ယခုတွဲနေတဲ့သူ့ရဲ့ဘောပြမဟာလဲခိုင်နှဲဝေကိုထီလို့ဆိုပြီးလူမှုကော်ရဲစာမျက်နှာပေါ်မှာဆဲဆုမှုတွေပြုလုပ်နေခဲ့ချက်ဖြစ်ပါတယ်။ထို့သောဆဲဆုမှုတွေခိုင်နှဲဝေကိုပုံမူတိုက်ခါကြစေခဲ့တာဖြစ်ပါတယ်။ဂျုံလင်ကလည်းယခုလိုမျိုးလှုပ်ခတ်ခြင်းကသူ့ရဲ့ပုံရိပ်ကိုပုံမူထိခိုက်သွားပြီးခိုင်နှဲဝေဆိုတဲ့ဂုတ်ပုတ်ကိုယခုချိန်မှာချိုးဖျက်လိုက်တယ်ဆိုပြီးကျော်လေကပြောဆိုဝေဖန်ထောက်ပြတော့လဲခိုင်နှဲဝေကကျော်လေကိုလဲဝလဲဝပြန်လဲအဖိတ်လောက်ခတ်ခြင်းမရှိပါဘူး ယခုချိန်မှသာခိုင်နေဝေခါကျော်လင်ကိုလူမှုကွယ်ရေးစာမျက်နှာပေါ်မှာရေးသားပြောဆိုခဲ့တဲ့အတွက်တရားစွဲဆိုမှုတွေဖြစ်ပေါ်နေလျက်ရှိပါတယ်။ခိုင်နေဝေစီကိုငွေလွဲမှားမိတဲ့29သိန်းကိုတစ်ဖက်ကပြန်လည်တောင်းဆိုခြင်းမပြုတော့ပါဘူး။အပေเจ้าဆိုတော့ပတ်စံ29သိန်းကိုခဏခဏတောင်းဆိုနေခဲ့ရခြင်းကသူ့အတွက်လောဝအရှင်းမဲ့တဲ့လောရတစ်ခုဖြစ်နေတဲ့ဆိုတဲ့အကြောင်းကိုပြန်လည်ပြောဆိုဖောက်သည်ချလာပါတယ်။တစ်ဖက်ကငွေလွဲမှားမိသောမိကလေးကတော့ ယခုချိန်မှာပတ်စံကအဓိကမဟုတ်တော့ပါဘူးသူတဲ့ပတ်စံကပြန်လဲရှောက်ဖွေတော့မည်ဖြစ်ကြောင်းထပ်ပြီးတော့ခိုင်နေဝေပရာဟိတကိုပတ်စံနဲ့လူဖြစ်တော့မှာမဟုတ်ကြောင်းခိုင်နေဝေကိုလည်းနောက်ထပ်ပြီးစကားပြောဆိုရှိတော့မဟုတ်ကြောင်းကိုလည်းပြန်လဲပြောဆိုလာခဲ့ခြင်းဖြစ်ပါတယ်ခိုင်နေဝေကတော့ဒုကိစ္စကိုမသိတလို့နေခဲ့ပြီးသူ့ရဲ့မန်နေဂျာသူ့ရဲ့ Facebook page ကိုကင်တဲ့သူတွေနဲ့ပါအဒမင်နဲ့သာရှင်းဆိုပြီးထားခဲ့တာဖြစ်ပါတယ်ဒီခုချိန်မှာခိုင်နေဝေကိုဝေဖန်တဲ့သူတွေတော်တော်များများဟာ အရန်အရန်ကိုတည့်ရဲလာပြီးခိုင်နှဲဝင်ကိုလေးစားမှုမဲ့တဲ့လောက်ရက်တွေကိုကြောဆုလာခတ်ချက်ဖြစ်ပါတယ်။တချိန်ကခိုင်နှဲဝင်ကိုဖူဖူမုတ်ခတ်တော်တဲ့ဒီခုချိန်မှာခိုင်နှဲဝင်ကိုလောဝလောဝမနစ်မြို့ကြတော့ပါဘူး။ထို့ကြောင့်ဂုတ်သိခါချက်ရှင်းမှုဟာတနေ့တခြားပုံမှုဆိုးဝါးလာချက်ဖြစ်ပါတယ်။လူမှုကွန်ရက်စာမျက်နှာပေါ်မှာခိုင်နှဲဝင်ဟာတဖန်ပြန်လဲပြီးအလူတန်းတွေလှုပ်ပြနေလည်းရှိပါတယ်။ခိုင်နှဲဝင်ဟာရုပ်ရှင်စီရုပ်တို့ပတ်စံဆက်သိလူခတ်ချက်ဖြစ်ပါတယ်။ ပစံ29တိမ်းမှာဆက်သေးလူခက်ချင်းကြောင့်29တိမ်းမြတ်တယ်ဆိုပြီးပြိသက်တွေကတဖန်ပြန်လဲမန်းနေခက်ချင်းဖြစ်ပါတယ်ထို့ကြောင့်ရှေ့ဆက်ပြီးခိုင်နေဝေနဲ့ဂျုံလင်တို့ကိစ္စကိုဘလို့တွေဆက်ပြီးနှပါသွားကြမလဲဆိုတာကိုပြိသက်တော်တော်များကစောင့်မျှော်နေလည်းရှိပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ထပ်မံဆုတောင်းပေးပါဦးမြင်